ကျွန်တော်တို့မျိုးစိတ်တွေကနာယာနင်းစီမှာအေဂျီနီယံမှာပေါ့နော်မျိုးစိတ်တွေအများကြီးရှိတယ်အဲ့လိုအများကြီးရှိတဲ့ထဲမှာကျွန်တော်မျိုးစိတ်လေးတစ်ခုကိုကျွန်တော်မိတ်ဆက်ပေးခြင်းတယ် ဘာဖြစ်လို့မိတ်ဆက်ပေးခြင်းလဲဆိုရင်သူ့ရဲ့ထူးခြားမှုလေးပေါ့နော်သူ့ရဲ့ထူးခြားမှုကဘာလဲဆိုတော့အပင်ကိုကြီးလိုက်တာနဲ့သူ့ရဲ့အရွက်လေးတွေကထူးထူးခြားခြားလိတ်နေတာကိုတွေ့ရတယ်ဆိုတော့ဒီပင်ဆိုရင်ပို့ပြီးတော့လိတ်တယ်ဒီပင်ဆိုလည်းလိတ်တယ်ပေါ့နော်ဆိုတော့သူ့ရဲ့အလှကဘာလဲဆိုတော့အပွင့်ရဲ့အလှတွေမဟုတ်ဘူးပင်စီရဲ့အလှတွေမဟုတ်ဘူးပေါ့နော်သူ့ရဲ့အရွက်ပေါ့ထားပါတော့အပင်တစ်ပင်ကအပွင့်ပွင့်မှလှနေမယ်ဆိုရင်သူကတော့အပွင့်မပွင့်လဲလှတယ်။ဘာကြောင့်လဲဆိုရင်သူ့ရဲ့အရွက်လေးတွေလှပမှုကြောင့်ပေါ့နော်။ဆိုတော့အဲ့ဒီထက်မှဒီအပင်ကိုခေါ်တာကတော့ကျွန်တော်တို့အာ DHA လို့ခေါ်တယ်ပေါ့ သူ့ရဲ့မျိုးစိတ်ကတော့ DHA ပေါ့နော် DHA ကမှကျွန်တော်တို့က dosat horn adenian ပေါ့ DHA နော်ဆိုပြီးတော့ကျွန်တော်တို့ခေါ်ကြတယ်ခေါ်တဲ့အခါမှာကျွန်တော်တို့ဒီ DHA ကိုလည်းကျွန်တော်တို့ကပုံဆိုင်ပုံတန်လုံးလို့ရတယ်ဆိုတာလေးလည်းကျွန်တော်တို့ပြကျင်နေပေါ့နော်ဆိုရင်သူ့ရဲ့ radial အမြင့်လေးတွေငွေးလို့ရတယ်နောက်နောက်ပြီးတော့ကျွန်တော်တို့ natural root ပေါ့နော်တဘာဝအမြင့်ကလေးတွေကိုမှမရှင်းမနဲ့ကျွန်တော်တို့ဘုံဆိုင်ပုံစံလေးနဲ့နဲ့မွေးလို့ရတယ်။အော်တဘာဝတိုင်းလေးလည်းထားလို့ရတယ်ပေါ့နော်။ဆိုတော့သူ့ရဲ့ထူချမှုကတော့ကျွန်တော်ခုနကပြောသလိုပဲ အရွယ်လေးတွေကတော့ထူးထူးခြားခြားလှပနေတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီ DH လေးနဲ့မိတ်ဆက်ပေးပြပါစီဗျာ